ခင်ဗျာအပတ်စဉ်တင်ဆက်နေတဲ့ Editorial Talk Editor စကားဝိုင်းကိုတင်ဆက်လိုက်ပါတယ်ဒီလိုပဲကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒီ April 10ရက်နေ့2016ခုနှစ်မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကဥဆောင်တဲ့အစိုးရဟာအခုဆိုလို့ရှိလို့ရှင်ရပောင်း100ရှိခဲ့ပါပြီဒီရပောင်း100အတွင်းမှာလည်းသမရထင်ကျော်ရဲ့မေကွန်းထဲမှာတော့အမျိုးသားညီညာစီငိမ့်ငိမ့်ရေနော်ဖက်ဒရယ်ဖက်ဒရယ်ကိုဥတည်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူမှုစီးပွားပြင်တင်ရေးဆိုတဲ့မေကွန်းနဲ့အစိုးရတစ်တည်းရပေါ်ထွန်းလာပါတယ်အခု ရောက်ပေါင်း100ပြည့်တဲ့အချိန်မှာတော့ဒီလုံနိုင်တာတွေရှိသလိုမလုံနိုင်တာလည်းအများကြီးပါတယ်ထို့သဖြင့်ကျွန်တော်တို့27ပင်လုံမပြောပြောကျွန်တော်တို့ဒီပြည်တော်စုအဆင့်ငယ်ငယ်ညီလာခံကိုဟိုဩဂုတ်လကုန်မှာစတင်ပြီးတော့ခေါ်ယူဖို့လုပ်နေပါတယ်အဲဒီလိုပဲတက်မတော်နဲ့ဆက်ဆံရေးမှာပြီးခဲ့တဲ့အာဇာနည်နေ့ကတက်မတော်ကောက်ဝေးဦးစည်းချုပ်ဘူချုပ်မူကြီးမင်းအောင်လိုင်ကိုလည်းတက်ရောက်ခဲ့ပြီးတော့တောင်စုကြီးအိမ်မှာပို့ပြီးတော့ ပြည်လဲတာရှိသလိုလူမှုစီးပွားဘက်မှာလည်းတိတ်မလုံနိုင်သေးဘူးဆိုတော့ဝေဖန်မှုတွေလည်းရှိပါတယ်ဒါနဲ့ပတ်သက်လို့ဆွေးနွေးဖို့ဖိတ်ခေါ်ထားပါတော့ကျွန်တော်တို့ကိုအောင်သူညီနဲ့ကျွန်တော်တို့ကိုဇေယသူဖြစ်ပါတယ်ကိုအောင်သူပဲကျွန်တော်တို့စားပြီးတော့မေးပြရစေအဲ့တော့ဒီရက်ပေါင်း100ပါနော်ရက်ပေါင်း100ကကျွန်တော်တို့ဧပြီလ100လို့လည်းပြောတယ်မေ100လည်းပြောပါတယ်ပေါ့နော်တချို့ကလည်းပြေသွားပြီတချို့ကအော်ဂူလာကောင်မှပြေမှန်တာပဲပြဿနာမရှိပါဘူး100အတွင်းမှာအစိုးရကနေပြီးတော့ဝန်ကြီးဌာနအရင်က36ခုကနေ22ခုကိုရှင်းခဲ့တယ်သူတို့ priority မျိုးစုံနဲ့လောက်ခဲ့တယ်ပေါ့အဲ့တော့ ဒီရေပောင်းတရားတွင်မှာဘာတွေအောင်မြင်ပြီလဲဘာတွေလောက်ဝကြံလဲစပြီးတော့ဆွေးနွေးပြပါကောင်းသူညီခင်ဗျဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ဒီရေပောင်းတရားဆိုတာကနိုင်ငံတကာမှာတော့ဒီအစိုးရတရားတစ်ခုတက်လာရင်သူတို့စောင့်ကြည့်တာပေါ့ဗျာအချိန်ပေးတယ်မဝေဖန်သေးဘူးရက်တရားကြော်လာရင်တော့ကျွန်တော်တို့ဒီသူတို့ရဲ့အာအာသာချက်အားနည်းချက်တွေကြပြောတာဆိုတာတွေရှိတာပေါ့နော်ဆိုတော့အဲ့တော့ဒါနဲ့ပတ်သက်လို့မီဒီယာတွေကစပြောလာတယ်ပြောလာတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာနောက်ပိတ်ဆုံးအစိုးရကိုယ်တိုင်ကရက်တရားစီမံကိန်းရက်တရားစီမံကိန်းဆိုတာတွေပြောတာတွေဖြစ်လာတာပေါ့နော်ဆိုတော့အဲ့တော့ ဘာတွေအားသာချက်ရှိတယ်လဲပေါ့ဆိုတော့အဲ့တော့အခုဒီရက်ပေါင်း100တိကအစိုးရကပြည်သူထောက်ခံမှုပေါ့နော်ဟိုကျွန်တော်တို့စစ်တမ်းကောက်ယူတာမရှိပေမဲ့မကြသေးဘူးကဟိုပြောမယ်ဆိုလို့ရှိရင်လူထုကဒီအစိုးရကိုဆက် ထောက်ခံတော့မျောလင်းတော့လို့ပြောလို့ရပါတယ်ဆိုတော့တစ်ဖက်ကကြတော့နိုင်ငံရေးရပြောရင်သီးသီးသာသာဆိုရင်တော့နိုင်ငံရေးအကျဉ်းသားတွေလွတ်လာတယ်ပေါ့ဗျာတော်တော်များများဆိုတော့ဒါပေမဲ့ကြံနေသေးတယ်လို့ဝေဖန်ချက်တွေလည်းရှိပါတယ်ဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့လူမှုစီးပွားရေးအခြေအနေပေါ့ ဆိုအဲ့မှာတော့စီးပွားရေးနဲ့ပတ်သက်လို့ဒီဟိုဘာခေါ်မလဲကျွန်တော်တို့အချိန်ကြီးကသိမတိုးတက်ဘူးလို့ပြောလို့ရတဲ့အနေအထားရှိပါတယ်ဆိုတော့နောက်တစ်ခုကကျတော့ကြံတာကတော့ဒီစစ်ဘက်အရာဘက်ဆက်ဆံရေးပေါ့ဗျာဆိုတော့အဲ့ဒီအပိုင်းမှာပြောမယ်ဆိုရင်တော့အခုတက်မတော်နဲ့ဒေါ်ဆန်းစုကြည်တို့အကြားဆက်ဆံရေးကကောင်းမွန်နေတယ်လို့ဒါကျွန်တော်တို့သုံးသပ်လို့ရတယ်ထင်ပါတယ်ဆိုတော့ဒါကတော့ဒါအကြံပြင်းအနေအထားပေါ့နော်ဆိုတော့အဲ့တော့အားနည်းချက်တွေဘက်ကပြောမယ်ဆိုလို့ရှိရင်တော့အထူးသဖြင့်တော့ကျွန်တော်တို့ဒီရက်တရာမှာများများဘာမှမလုပ်နိုင်ဘူးလို့ထင်ပါတယ် ဆိုတော့ဒါပေမဲ့ရှေ့ကိုဘယ်လမ်းကိုသွားမလဲဆိုတော့ကျွန်တော်တို့ vision ပေါ့ဗျာနော်အဲ့လိုဥမာအပြင်မူဝါဒ policy ဒါမျိုးတွေတော့ကျွန်တော်တို့ကြားကြတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကလည်းဟိုဘယ်ကိုသွားမယ်ဆိုတာသိရတဲ့အနေထားလို့ထင်ပါတယ်ဟုတ်ကဲ့ခင်ဗျဟိုအောင်သူငင်းကတော့တချို့အောင်မြင်တာတွေတချို့လုပ်ဖို့ကြံတာတွေနဲ့နောက်ရှေ့ကိုရှင်းရှင်းလင်းလင်းကျွန်တော်တို့ vision ပေါ့အမြင်နဲ့ပတ်သက်လို့ဘာဆက်လုပ်မလဲတိတိကျကျကြားကြတယ်မြင်ကြတယ်အဲ့တော့ကိုဇေယသူနေနဲ့ဘာတွေများရခဲ့လဲပြီးရင်တကယ်တမ်းဘာတွေအကြီးကြီးထပ်လုပ်ဖို့လိုလဲနည်းနည်းပြည့်စွဲပြီးတော့ဆွေးနွေးပြပါဦးခင်ဗျ ဆိုရက်တရာကတော့ဟိုကျွန်တော်တို့အစိုးရတတ်မှတ်တာနဲ့ဒီအပြင်အသတ်မှတ်တာနဲ့ဘောနော်နှစ်ခုကွဲနေတကယ်တမ်းတော့ရက်တရာဆိုတာတော့အပြင်အသတ်မှတ်တာကျွန်တော်မီဒီယာတို့ကျွန်တော်တို့ civil society ပေါ့ရက်ဖက်လူဖွဲ့စည်းတွေတတ်မှတ်ပြီးတဲ့ခါကျရင်ဒီအတွင်းမှာတော့ဆိုတော့တိတ်မဝေဖန်သေးပဲနဲ့ထိန်းထားတာပေါ့လေဆိုတော့ကျွန်တော်တို့စီမှာတော့အစိုးရလည်းရက်တရာဆိုတတ်ဖတ်လိုက်တော့အဲ့မှာကျွန်တော်ဝိဝါဒကွဲစရာလေးတွေတော့ဖြစ်နေတာပေါ့အဲ့တော့ကျွန်တော်အမြင်ရတော့ရက်တရာဆိုတာကတခြားနိုင်ငံတွေမှာလို့ပြော ဟိုနောက်ထပ်ရိုးရိုးတမရနောက်ထပ်တယောက်ရိုးရိုးတက်လာတာမဟုတ်ဘူးဒီမှာကကျတော့လုံးဝကြီးအပြောင်းအရင်းပြောင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရက်တရာနဲ့ချိန်ဖို့ဆိုရင်တော့ခက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ရက်တရာမှာတော့သူကဘာအဓိကထားလို့နာတော့တွေ့ရလဲဆိုတော့အာနာတီဆောက်ရေးပေါ့နော်ဥမာအာနာရတဲ့အတွက်အာနာတီဆောက်ရေးလုပ်တာတွေ့ရတယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့ဒီအာနာအပြင်ဘက်မှာအကြာကြီးဖြစ်ခဲ့တဲ့အတွက်အထဲမှာဘာဖြစ်နေလဲသူတို့မသိဘူးပေါ့နော်ဆိုတော့အခုကျတော့အထဲကိုရောက်လာပြီတကယ်ကြင်တွေ့ရပြီဆိုတော့သိအောင်လုပ်နေတယ်အဲ့နှစ်ခုလုပ်နေတယ်လို့မြင်တယ်ပေါ့ဆိုတော့ issue အနေနဲ့ပြောရရင်တော့ကိစ္စအနေနဲ့ပြောရရင်တော့ခုနအကောင်သူကြီးပြောလို့ပဲကျွန်တော်တို့ကျွန်တော်ဆိုရင်တော့ဥမာငင်းချမ်းရင်းမှာသူကလောက်တာပုံမြင်ရတယ်ပေါ့နော်ဒါမီဒီယာပုံဖော်ပြလို့လည်းဖြစ်နိုင်တယ်ဒါပေမဲ့တစ်ဖက်တည်းမှာပဲငင်းချမ်းရင်းနဲ့စန့်ကျင်မဲ့ကျွန်တော်တို့တိတ်မလုပ်ဖြစ်တဲ့ကဏ္ဍပြောမယ်ဆိုရင်တော့ကျွန်တော်မြင်တာတော့စီးပွားရေးပေါ့နော်စီးပွားရေးမှာကျတော့ဒေါန်ဆန်းစုကြည်ကဒါအထွတ်ထိပ်ပဲသူကကျွန်တော်တို့တမရရှိပေမဲ့တကယ်တမ်းတော့သူ့လက်ထက်မှာပဲအာဏာရှိနေတယ်ပေါ့နော်အဲ့တော့သူပြောတဲ့ပထမဆုံးမိန့်ခွန်းထဲမှာကစီးပွားရေးဆိုတဲ့စကားလုံးကကျွန်တော်တို့ကပြောမသွားဘူးပေါ့နော် တော်မကြခင်တော့ CY policy ထွက်မယ်လို့တော့ကြားရတယ်ဒါပေမဲ့အခုလောလောဆယ်မှာတော့ကျွန်တော်တို့ကစောင့်ကြည့်နေရသေးတဲ့အနေအထားပဲဖြစ်ဟုတ်ကဲ့ခင်ဗျအဲ့တော့အစိုးရတည်တည်ထုံစံတိုင်းဒါဟိုဒီပုံစံကလည်းနည်းနည်း replacement လို့ဖြစ်သွားတာပေါ့နော်ရွေးကောက်ပွဲကနေတောင်မြုပ်ကမ်းမြုပ်နိုင်ပြီးတော့အဲ့တော့သူတို့ထုံစံတိုင်းကတော့အရင်ရှိခဲ့တဲ့ဆိုတော့ neutralize လုပ်တယ်ပြီးတော့မှသူတို့ block လောက်ခွင့်ရှိရှိလဲနောက်တကြတဲ့တချို့ကတော့ပြောကြတာအင်းအိုအင်းဟောင်းကြီးနှစ်ပေါင်းများစွာပေးခဲ့တယ်အဲ့တော့ဒီ transition မှာတင်တော်တော်ကြာခဲ့တယ်အဲ့ဒါတွေကင်တွယ်နေလို့ဘာမှမပြောဒါပေမဲ့ဆိုတော့ကိုငငယ်ပြောသလိုရှင်းလင်းတဲ့ ိကြတဲ့ပွင့်လင်းမြင်တာတဲ့အဲ့တော့တိတ်မရှိသေးဘူးအဲ့လိုပဲတချို့ဝေဖန်တဲ့လူတွေကပြောအကောင်းမကပြောမှဆိုဥပမာတစ်တော်တွေကိစ္စတော့တစ်တော်တွေတစ်ထုတ်လို့ရရဆိုင်တဲ့ကိစ္စတော့ကျွန်တော်တို့ဒီလယ်သမားတွေပတ်စံချေးတာတသိန်းရတသိန်းခွဲရသွားတာတို့အဲ့လိုဟာတွေတော့မြင်သာထင်သာရှိပေမဲ့အစောရံပြောတဲ့ရှင်းလင်းပြတ်တာတဲ့ဘလို့စီးဝိုင်းလမ်းကြောင်းနဲ့ဆက်သွားမယ်နောက်တစ်ခုကနိုင်ငံတကာ foreign investment နိုင်ငံတကာယင်းနှုတ်နှံမှုတွေဘလို့မျိုး သူတို့ attractive ဖြစ်အောင်လုပ်မယ်အဲ့ဒါတွေနဲ့ပတ်သက်လို့တော့အားနေပေါ့အဲ့ဒါတွေနဲ့ပတ်သက်လို့ရောဘသူကတာဝန်ယူပြီးတော့တကယ်တမ်း address လောက်တင်လဲနောက်တစ်ခုပြည်သူအများပြောတာတော့ကုံစင်းတော့ကြံနေရတက်သွားတယ်နှစ်တိုင်းတက်နေကြပြင်ပြန်ကြတယ်အခုဘုံမပြီမှာအစိုးရအသစ်နဲ့တကယ်တမ်းကုံစင်းတော့တက်သွားမှုကပြန်ကြမှုမရှိသေးဘူးဒါတကယ်အခြေခံပြည်သူတွေသိကြတယ်အဲ့ဒါမျိုးတွေရောဘာတွေကင်တွေတင်လဲဘလိုမျိုးတည်ချာချာ address လောက်တင်လဲဒီဟာနဲ့ပတ်သက်လို့လဲကိုအောင်သူငယ်ဖြစ်ဆက်ပြောသွားမှာမယ်ဟုတ်ကဲ့ကျွန်တော်အထူးသဖြင့်တော့အခုစီးပွားရေးကိုနည်းနည်းလေးအဆောင်ပေးဆွေးနွေးနေတာပေါ့ဆိုတော့အဲ့တော့ကျွန်တော်တို့ ဒီလိုပေါ့ဗျာနိုင်ငံတကာမှာဒီအစိုးရတွေကိုပြောရင်သူတို့ကလက်နက်ဖက်ရှိတယ်ဗျာဒီဖွံ့ဖြိုးရေးအတွက်လုပ်ဖို့ပေါ့နော်ဆိုတော့တစ်ခုကကြတော့ကျွန်တော်တို့ငွေကြေး policy ခေါ်တယ်ဆိုတော့အထူးသဖြင့်တော့ဗဟိုဘဏ်အပိုင်းအလုပ်ရတယ်ဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ budget policy ပေါ့နော်ဒါကကြတော့အစိုးရဘိုင်းလုပ်ပါတယ်ဆိုတော့အဲ့လိုလုပ်တဲ့အခါမှာအခုတက်လာတဲ့အစိုးရကိုကြည့်တဲ့အခါကျတော့ဗဟိုဘဏ်ကိုသူကအရင်လူတွေနဲ့ပဲပြန်ထားရတယ်လိုအပ်ရင်ကျွန်တော်ထင်တာကအစ်စ်ပြန်ဖွဲ့စည်းလို့ရပါတယ်ဆိုတော့အဲ့တော့ဗဟိုဘဏ်ဘက်ကနေပြီးတော့ထူးထူးခြားခြားဒီ policy ဘူဝါဒနဲ့ပတ်သက်လို့ ပြောင်းလဲမှုတွေကျွန်တော်တို့မတွေ့ဘူးပေါ့နော်ဆိုတော့ဥမာဖြင့်အတိုးနှုံနဲ့ပတ်သက်တဲ့မူဝါဒနောက်တစ်ခါကျတော့ကျွန်တော်တို့ဒီချင်းငွေတွေနဲ့ပတ်သက်လို့စက်တန်းဘလောက်ထားမယ်ဆိုတဲ့မူဝါဒပေါ့ဆိုတော့ဒါတွေထူးခြားမတွေ့ပါဘူးဆိုတော့နောက်တစ်ခါကျတော့အစိုးရဘက်ကပြောမယ်ဆိုပါစို့အဲ့တော့ခုနပြောတဲ့လယ်သမားတွေကိုငွေထုတ်ချရတာမှန်တယ်ဆိုတော့ဒါပေမဲ့ထုတ်ချတဲ့အတွက်ကြောင့်ပတ်စံကိုရရတဲ့အခါကျတော့ကျွန်တော်တို့ဟိုဘာခေါ်မလဲငွေကြေးဖောင်းပွမှုကလိုက်လာနိုင်တဲ့အလားလာရှိတာပေါ့နော်ဆိုတော့အဲ့တော့တခါတလေကျတော့လေအစိုးရတွေကပတ်စံကိုချသုံးရတာရှိပါတယ် ွားဟိုဘာခေါ်မလဲတစ်ချက်ငွေကြေးဖောင်းပွားမယ်တစ်ချိန်ဖွံ့ဖြိုးရေးဖြစ်မယ်ဆိုရင်လောက်ရတာမျိုးရှိပါတယ်ဆိုတော့ဒါပေမဲ့ပြဿနာကကျွန်တော်တို့မှာဘာမှထုတ်ကုန်မရှိဘူးဆိုတော့အဲ့တော့ကျွန်တော်တို့ကုံသွေးရေးကြည့်လုံငွေပြနေတယ်ကုံသွေးလုံငွေပြနေတယ်နောက်တစ်ခါကျတော့အစိုးရပဲကြည့် budget လုံငွေပြနေတယ်ဆိုတော့အဲ့ဒီနှစ်ခုပေါင်းကကျွန်တော်တို့အခုက10ဘီလီယံကျော်လောက်ရှိတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့နိုင်ငံခြားအရင်ငွေကြီးထက်လည်းများတယ်ဆိုတော့အဲ့ဒီဘောကဘယ်လိုသွားနေလဲဆိုတော့ကြက်ကမခိုင်ဘူးကြက်စည်းကြလာနိုင်တယ်နောက်တစ်ခုကကျတော့အရေးကြီးတဲ့တစ်ချက်ပေါ့ဗျာ ဆိုတော့အဲ့တော့ယင်းဒီမြုံနှံမှုကော်မရှင်ကိုအစိုးရတက်လာပြီးတော့နှစ်လကြာကြာမှဖွင့်နိုင်တယ်ဆိုတော့အဲ့တော့နိုင်ငံသားယင်းဒီမြုံနှံမှုတွေလည်းဝင်လာနောက်ကြတယ်ပေါ့နော်ဆိုတော့အဲ့တော့ပြီးခဲ့တဲ့ရက်တရလုံးမှပြန်ကြည့်ရင်ကျွန်တော်တို့ဒေါ်လာ3.5သန်းလားအဲ့လောက်ပဲဝင်ပါတယ်ဆိုတော့အဲ့တော့ဒါကဟိုဘာမှမရှိတဲ့ပမာဏပေါ့ဟုတ်ကဲ့ခင်ဗျာဟောသူငယ်ကစီးပွားရေးဘက်ပြောတော့ကျွန်တော်ကိုဇီယာသူလည်းကျွန်တော်တို့ဒီဟိုအမျိုးသားညီညာစီရင်နဲ့ငြိမ်းချမ်းဘက်ကိုနည်းနည်းပြောချင်ပါတယ်ကျွန်တော်တို့ဒီအာဇာနည်နေရပါတော့ဒေါ်စန်းစုကြည်ဟိုချုပ်မူကြီးမင်းအောင်လိုင်းတက်ရောက်ခဲ့တယ်ဒေါ်စန်းစုကြည်အိမ်မှာလည်း ဟိုပြောကြည့်ဆိုရင်အရင်ဗိုလ်ချုပ်ဟောင်းနေတော်တော်များများပါတယ်လက်ရှိကာကွယ်ဦးစည်းချုပ်ပါဝင်အဲ့ဒါကလည်းတိုင်းရင်းသားလက်နက်ကိုင်တွေအခုမိုက်ကြရမ်းမှာတွေ့နေလာတဲ့တခုတည်းသွားကြရတယ်ပေါ့အထူးသဖြင့်တော့ message ပေးချင်တာအစိုးရနဲ့တက်မတော့တသားတည်းကြရတယ်ပေါ့အဲ့ message ကိုပေးတဲ့အတွက်တိုင်းရင်းသားတွေဘက်ကလည်းစဉ်းစားလို့ရအောင်ဒီ August လအကုန်ပိုင်းမှာလုံမဲ့27ပင်လုံးညီလာခံနဲ့သက်ဆိုင်တယ်လို့တချို့ကလည်းသုံးသပ်ပါလေအဲ့ပေါ်မှာရောတကယ်တမ်း ဒီဒေါ်သက်စုကြည်နဲ့အစွမ်းရက်ဘတ်စစ်ဘတ်ဆက်ဆံရေးမှာတကယ်ကိုလည်းအောင်မြင်နေပြီလားနောက်တစ်ခုကလည်းဟိုဟိုအစိုးရရဲ့တက်မတော်ရဲ့ဆိုတော့တိုင်းရင်းသားရဲ့ကျွန်တော်တို့ငင်းငယ်ရင်းနဲ့အင်ကြားစေးအလားလားဘယ်လိုရှိတယ်အဲ့ဒါလေးကိုဖြည့်ဆွဲပြီးတော့သုံးသပ်ပေးပါဦးခင်ဗျအဲ့တော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းအစိုးရနဲ့တက်ကတကယ်တမ်းတော့နှစ်ခုလုံးကဒါအာဏာအခြေဆုံးဖွဲ့စည်းနေဖြစ်နေတာပေါ့ကျွန်တော်တို့အခြေခံဥပဒေရရောလွတ်တော်ထဲမှာပေါ့သူကတက်က25ရာခိုင်နှုန်းတို့ဝင်ကြီး3ပါးရထားတယ်ပြီးတော့တကယ်တမ်းလည်းအပြင်မှာလည်းအင်အား တအားရှိတဲ့ဖွဲ့စည်းဖြစ်တဲ့အခါကျတော့တကယ်တော့အာဏာရှိတာနှစ်ဖွဲ့ဖြစ်နေမြန်မာပြည်မှာဆိုတော့အစိုးရနဲ့တက်တယ်အဲ့တော့အဲ့ဒီနှစ်ခုဟာအခုဟာကတလန်းချောင်းနဲ့ဆိုတော့ကျွန်တော်ရက်တရာစွန်းစားပေါ့လေဒါ Ebretic ကစရည်ရင်ကျွန်တော်ရက်တရာကြော်သွားပြီဒါကတော့ရက်တရာကြော်သွားတဲ့အချိန်မှာဒါကမြင်လိုက်ရတာပေါ့ဆိုတော့ဒီကြားထဲမှာသူတို့တိဆောက်ထားခဲ့တာလည်းရှိလေအခုကတော့ကျွန်တော်တို့ကထွက်ပြီးတော့ကျွန်တော်တို့ကရက်ပြလိုက်တဲ့အခါကျတော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကယုံကြည်မှုကတော်တော်လေးရပါတယ်ဒါကမြန်မာပြည်ကလူတွေအတွက်ပါမဟုတ်ပါဘူးသူနိုင်ငံရေးတည်ငြိမ်မှုလိုအပ်တဲ့အတွက်ကြောင့်မို့လို့ ပြင်ပရင်းနှီးမြှုပ်နှံသူတွေအတွက်ပါဒါကတော့အကောင့်နဲ့သတင်းစကားပေါ့နော် message ဖြစ်တယ်ဆိုတော့သူတွေ့ရတာပေါ့ဆိုတော့နောက်တစ်ခုကျွန်တော်လေးပြောချင်တာကတော့ခုနကလိုဒီမှာဟိုဝန်ကြီးဌာနတွေကအရေးကြီးပါတယ်ဆိုတော့ဝန်ကြီးတွေအစ်တရောက်လာတယ်ဆိုတော့ခေါင်းပြုတ်လဲတာပဲဖြစ်ပြီးကိုကတော့ကြံနေသေးတဲ့အခါကျတော့ဒီ bureaucracy ရန်နေရကဘလောက်ထိကျွန်တော်တို့အောင်မြင်နေပြီလဲပေါ့နော်ပြီးတဲ့အခါကျတော့ဥမာဝန်ကြီးဌာနဥမာ layer site ပြုရေးနဲ့ကျွန်တော်တို့ဒါဝိပီရေးနေဆိုရင်ဒါကကျွန်တော်တို့ဝန်ကြီးဌာန၃ခုပေါင်းလိုက်တာပေါ့နော်အရင်ကဝန်ကြီးဌာန၃ခုပေါ့ဝန်ကြီးဌာန၃ခုကအခုလောလောဆယ်က ဒီတိုင်းနာမည်ပဲရေးပြီးပေါင်းတာပဲရှိသေးတယ်တကယ်တမ်းအထက်ထဲမှာစနစ်တကျတိဆောက်ပြီးတော့ပေါင်းတာမျိုးမရှိသေးဘူးဒီတိုင်းမဲ့စီမံကိန်းနဲ့ဗန်ဒါရေးဝန်ကြီးဌာနဆိုလဲဒါအရင်ကဝန်ကြီးဌာနတစ်ခုကိုပေါင်းလိုက်တဲ့ခါကျတော့ဝန်ကြီးဌာနကိုနာမည်ပဲပေါင်းရတာရှိသေးတယ်သူတို့ကတကယ်ပန်ရှင်တွေဆောင်ရွက်ချက်တွေပေါင်းရတာမရှိသေးဘူးပေါ့နော်အဲ့ဒီဟာကလည်း ျွန်တော်တို့ကရက်တရာအတွင်းမှာကျွန်တော်တို့ကမလုံနိုင်သေးဘူးလို့ပဲမြင်တာဟုတ်ကဲ့ဒါကတော့ကြစ်လက်တဲ့အဆိုအရဆိုဝင်းကြီးဌာနအရင်က36ခု22ခုပေါပြီးတော့တကယ်လက်တွေ့လုံနေတဲ့အခြေအနေပေါ့နော်ဆိုတော့ကိုအောင်သူကြီးက CY ကိစ္စပြောပြီးတော့နောက်တချို့ဝေဖန်မှုတွေထဲမှာအထူးသဖြင့်လူခွင့်ရင်းနဲ့ကျွန်တော်တို့ဒီအကျင့်ပြတ်เออฉาดาหมู่ไต่ဖြည့်ရေးมาလဲအားနည်းမှုတွေရှိရလဲလို့ပြောပါတယ်လူခွေနဲ့ပတ်သက်လို့ရှိရင်ခြေကန်ဥတွေပြုံးမှုကိစ္စတွေနောက်တစ်ခုကဟိုနည်းနေဒီရခိုင်ကိစ္စ နောက်နောက်တစ်ခုကနိုင်ငံရေးအကျဉ်းသား60ကျော်ကျန်တဲ့ကိစ္စတွေတိတိကျကျမလုပ်နိုင်ဘူးအဲ့လိုပဲဒီအကျင့်ပြတ်ခြားစားမှုတိုက်ဖြတ်ရေးမှာလည်းကျွန်တော်တို့ဒီဘ ഹു ကော်မတီတစ်ခုတော့ဖွင့်နိုင်တဲ့15ရောက်နေဒါပေမဲ့တကယ်တမ်းဟိုတလောကဆိုရင်လူသိများတဲ့ကျွန်တော်တို့ဟိုယူရို86တန်းကိစ္စတို့နောက်တစ်ခုကဖာကန်ကိစ္စတို့ဘာမှမဖြစ်ရှင်းပေးနိုင်သေးဘူးလို့ပြောတယ်အဲ့ဒါတွေပတ်သက်လို့အစိုးရအနေနဲ့ဆိုတော့လို့စီးပွားရေးလို့ပဲရှင်းလင်းတဲ့လူခွင့်ကိစ္စရဲ့အကျင့်ပြတ် ခြားသားမှုဘလို့ကြိုက်နေမယ်ဆိုတော့ဗာမြတ်လောက်တယ်လေကိုအောင်သူမြေဖြစ်ဆွဲပြီးတော့ဆွေးနွေးပြီးပါဦးခင်ဗျာဟုတ်ကဲ့ဟိုအထူးသဖြင့်တော့လူခွင့်ရေးကော်မရှင်ရှိတယ်ပေါ့ဆိုတော့အဲ့တော့လူခွင့်ရေးကော်မရှင်ကိုအစိုးရတက်ကပြန်ပြောင်းဖွဲ့စည်းမယ်ဆိုလဲဖွဲ့လို့ရပါတယ်เนาะနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ NLD အစိုးရကိုဘာပို့မျောလင့်တယ်လဲဆိုတော့သူကဒီမိုကရေစီနဲ့လူခွင့်ရေးစံတန်ဘိုးတွေကိုအလေးထားတဲ့အစိုးရအဖြစ်ဖြစ်လာမယ်ဆိုတာမျိုးမျောလင့်တာပေါ့เนาะဆိုတော့အဲ့တော့ချက်ချင်းကြီးတော့လည်းမဖြစ်နိုင်ပါဘူးဆိုတော့အဲ့တော့အဲ့ဒီအနေထားမှာ အနည်းဆုံးများဟိုလူခွင့်ရေးကော်မရှင်ကိုကျွန်တော်တို့ပို့ပြီးတော့လူခွင့်ရေးအတွက်စွန်းစွန်းတမန်လုပ်နိုင်မဲ့သူတွေနဲ့ပြန်ဖွဲ့စည်းတာမျိုးပေါ့နော်ဆိုတာဒါမျိုးတွေလုပ်ပါတယ်ဆိုတော့အဲ့ဒါအပြင်မှာဒီနိုင်ငံတကာလူခွင့်ရေးစာရုပ်စာတမ်းတွေကိုဘာတွေလက်မှတ်ထိုးလို့ရမလဲဆိုတဲ့ကိစ္စမျိုးတွေပေါ့နော်ဆိုအထူးသဖြင့်ဆိုလို့ရှိရင်ဟိုကျွန်တော်တို့တချို့ဆွေးနွေးပွဲတွေမှာကျွန်တော်တို့ဆွေးနွေးတာတွေကြားပါတယ်ဥပမာ CAD ပေါ့နော်ဟို Convention Against Torture ဒီဘာခေါ်မလဲညှဉ်းပန်းနှိပ်စက်မှုကိုစတင်တဲ့ ဒီကျွန်တော်တို့နိုင်ငံတကာသဘောတူညီချက်ပေါ့ဆိုတော့ဒါမျိုးတွေကိုလက်မှတ်ထိုးဖို့စဉ်းစားသင့်တဲ့ဟာမျိုးတွေပေါ့နော်ဆိုတော့နောက်တစ်ခါကျတော့ဥမာတောင်အာဖရိကမှာဆိုရင်ကျွန်တော်တို့တွေ့ဘူးတယ်ဒီ gender ကိစ္စကြားမကွဲပြားမှုကိစ္စနဲ့ပတ်သက်လို့ commission အစိုးရကိုယ်တိုင်ကကမကထာလုပ်ဖွဲ့ပြီးတော့လုပ်တာမျိုးပေါ့နော်ဒါဒါတွေကတကယ်စဉ်းစားရင်ရည်ရှိလုပ်သင့်တဲ့ကိစ္စတွေပေါ့နောက်တစ်ခါကျွန်တော်တို့တောင်ကိုရီးယားမှာတွေ့ဘူးတယ်ဆိုတာက KDF ဆိုတာ Korea Democracy Foundation Democracy ထွန်းကားမြင့်တင်ပြန်ပွားရေးပေါ့ဗျာဆိုတော့ဒါကိုကမကထာလုပ်မဲ့ ဖောင်ဒေးရှင်းကိုသူတို့စီမှာကြတော့လွှတ်တော်ကနေပတ်စံရံမုံငွေ site ထုတ်ပေးပြီးတော့လုပ်စီတဲ့ဟာမျိုးပေါ့ဆိုတော့ဒါမျိုးတွေကဟိုဒီရက်တရအတွင်းတော့မဟုတ်မဖြစ်နိုင်ဘူးပေါ့ဗျာလို့ရေရှိမှာဆိုရင်လုံစင်တဲ့ကိစ္စတွေထင်ပါတယ်ဆိုတော့နောက်တစ်ချက်ကျွန်တော်ထပ်နည်းနည်းဖြည့်ဆွတ်ပြောချင်တာကတော့ဒီအစိုးရရဲ့ပွင့်လင်းမြင်သာမှုပေါ့နော်ဆိုတော့အဲ့တော့ဒီရက်တရကာလအတွင်းကျွန်တော်တို့ကြည့်ရောတတ်မတော်ကသတင်းစာရှင်းလင်းပွဲလုပ်တာနှစ်ကြိမ်ရှိပါတယ်ဆိုတော့လက်ရှိအစိုးရဒီထိတ်သီးခေါင်းဆောင်တွေကသတင်းစာရှင်းလင်းပွဲကျွန်တော်မတွေ့သေးဘူး နော် exclusive interview ခေါ်တဲ့ visa ဒီဒီကိုမီဒီယာကိုပြောတာမဟုတ်ဘူးညနိုင်ငံတကာကနာမည်ကြီးမီဒီယာတွေနဲ့ဒီလို exclusive interview ပေါ့ဆိုတော့သီးသန့်တွေ့ဆုံဆွေးနွေးတာတွေအခုချိန်ထိကမရှိသေးဘူးပေါ့ဆိုတော့ဒါမျိုးတွေပို့ပြီးတော့ကျွန်တော်တို့ကြားကြမှာဟုတ်ကဲ့ခင်ဗျအခုကိုဇီယာတို့နောက်ဆုံးနေနဲ့မင်းကျင်လာတော့လှုပ်တင်ရတာနဲ့မလှုပ်ပဲကြံ့နေတဲ့အဓိကဘာတွေများအခုရှေ့လျှောက်ရက်တရာအချိန်မှာဘာတွေများလှုပ်တင်လဲအဲ့ဒါလေးကိုနောက်ဆုံးပြည့်စွက်ပြောပြပါဦးခင်ဗျဟုတ်အဓိကကတော့ကျွန်တော်တို့ကဟို planning နဲ့ဆိုင်တကယ် implementation ပေါ့เนาะကျွန်တော်တို့ကဒီစီမံကိန်းတွေချတာအပြင်နောက်တစ်ခုကတကယ်လုပ်ရမယ့်အချိန်ပေါ့ဆိုတော့ရက်တရဆိုတာကတော့တကယ်တမ်းတော့တရေတည်ပြီးရင်ကျွန်တော်တို့က plan အဆင့်တကယ်တမ်းတော့စုံရမယ့်အချိန်ဖြစ်တယ်ပြီးတဲ့ခါကျတော့တကယ်လုပ်ရမယ့်အချိန်ဖြစ်တယ်ဆိုတော့တကယ်လုပ်ရမယ့်အချိန်ကျတော့ကျွန်တော်တို့ကလုပ်ရမှာတွေကအင်မတန်မှကျွန်တော်တို့များတယ်များတဲ့ခါကျတော့ priority ပေါ့ဘယ်ဟာတော့ကျွန်တော်တို့အရင်လုပ်မယ် ပြီးရင်ကျွန်တော်တို့ကပေးသက်ကလည်းနှစ်ဖက်ရှိနေတယ်။တစ်ဖက်မှာကိုယ်နိုင်ငံပြည်သူတွေရှိတယ်လို့မျိုးကျွန်တော်တို့ကပြည်ပအားကိုယူရမှာပေါ့နော်။ဂျင်းဒီမျိုးနံမှုကိုကျွန်တော်တို့နိုင်ငံရေးပိုင်းကိုကျွန်တော်တို့ကအားကိုးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်ပအမြင်ပေါ့နော်။ဒါတွေကိုကျွန်တော်တို့ကတကယ်လုပ်နေပြီဆိုတာကိုတော့ပြနိုင်ဖို့ကျွန်တော်တို့လိုပါတယ်။လိုတဲ့အခါကျတော့တကယ်ဘယ်သူတွေလုပ်နိုင်မလဲ။အဲ့ဒါတွေကိုကျွန်တော်တို့ကခေါင်းခေါက်ယူပြီးအသက်အရွယ်ပိုင်းရဆိုရင်လည်းကျွန်တော်တို့တချို့ဝင်ကြီးတွေရဆိုရင်ဒါကအသက်အရွယ်ကနည်းနည်းကြီးနေပြီ။ကြီးနေတဲ့အခါကျတော့အခုပြဿနာတွေကတအားများတဲ့အချိန်မှာသူတို့အနေနဲ့ကြိုက်တွယ်နိုင်ဖို့ ခက်ခဲတယ်ပေါ့နော်အဲ့ခါကျတော့ဒီအကြံပေးလူဟာမျိုးကျွန်တော်အစိုးရဌာနတွေရပဲဖြစ်ဖြစ်ဒါအောင်အပြင်ရပဲဖြစ်ဖြစ်ဒါကိုယ်ကိုယုံကြည်ရတဲ့လူပညာလည်းရှိတယ်လို့ထင်ရတဲ့လူအဲ့လိုလူတွေကိုဒါအကူအနေနဲ့ကျွန်တော်တို့ကထားနိုင်ဖို့လိုပါတယ်နောက်တစ်ခုကတော့ဒေါ်စန်းစုကြည်ကဒါတကယ်အုံနောက်ပေါ့နော်ဒီနိုင်ငံတစ်ခုလုံးရဲ့အုံနောက်လို့သူကဖြစ်နေဖြစ်နေတဲ့ခါကျတော့သူကလည်းသူ့အသက်ရွယ်နဲ့လောက်ရမယ့်ဟာတွေကတအားများတယ်ဝန်ကြီးဌာနသုံးခုနဲ့တိုက်ရိုက်ပတ်သက်နေတယ်ဇန်နဝါရီထဲမှာလည်းသူကပါနေတဲ့ခါကျတော့ သူ့စီယာဝန်တော့ဟိုဘလို့ကျွန်တော်တို့ကခွဲယူမလဲပေါ့နော်တခြားအဖွဲ့တွေကိုခုနလိုယုံကြည်စိတ်ချရတဲ့ထိတ်တန်းလက်ထောက်တွေကိုဒါအသက်ရွယ်အဖြစ်နဲ့တိတ်မကြီးသေးတဲ့လူတွေကိုပေါ့နော်ဒါကျွန်တော်တို့ကခွဲဝေပေးတဲ့အဲ့ဒါကြတော့မှပဲဒီကောင်နိုင်ငံကကျွန်တော်တို့ရွေ့မှာဖြစ်တယ်နော်အဲ့ဒါလေးပြောချင်တာဟုတ်ကဲ့ခင်ဗျာနှစ်ပေါင်း90အတွင်းပထမဆုံးပေါ်လာတဲ့ရတအစိုးရကိုကျွန်တော်တို့အနေနဲ့ဘာတွေဆက်လုပ်မလဲဆက်လက်ပြီးတော့စောင့်ကြည့်ရမှာပါဒီအစီအစဉ်ကိုစောင့်ကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်